ရောက်တကောရောက်တကောအင်ချမ်းမြေကို water five forces နဲ့ပေါ့နော် water five forces တဲ့ကအချက်နှစ်ချက်နဲ့အချက်နှစ်ချက်နဲ့ဝေဖန်ကြည့်မယ်ဆိုရင် water five forces မှာပါပါလဲဆိုတော့ again again the power of supplier ဆိုတာရှိတယ် again the power of supplier ဆိုတာ ။တင်ချက်မြေရင်နဲ့တွဲပြောရင်ရောင်းတဲ့သူပေါ့။ရောင်းတဲ့သူတွေရဲ့ဗာကိန်းကြီးပါပါ။ရောင်းတဲ့သူတွေဗာကိန်းကြီးပါပါရာဘူးတယ်။ဘယ်ချိန်ကလဲဆိုတော့2023မှာ။နောက်ပါဘယ်လိုမျိုးလဲဆိုတော့ဈေးတွေကတနည်းတစ်စည်းတက်တဲ့အခါကျတော့မရောင်းတော့ဘူးလို့ပြာတော့ကတစ်စည်းလို့ပြာတော့ကတစ်စည်းလို့တကယ်လားဝယ်တော့တစ်စည်းလို့လောက်တာအဲ့ဒါအဲ့ဒါကရောင်းတဲ့သူရဲ့ဘာကိန်းကြီးပါပါရတာပေါ့နော် ရောင်းတဲ့သူတွေကပေါ်စီရဖြစ်သွားတာပေါ့သူကဒမန်းများတာပေါ့ဒမန်းများတဲ့အခါ supply နည်းတာ supply ကျတာပေါ့အဲ့အဲ့2023မှာဖြစ်ဖို့လေအခု2025ဒါလောလောဆယ်2025မှာကျတော့ supply ရဲ့ bargaining power ကအဲ့လိုမရောအဲကြပြတော့တစေရောင်းတော့တစေတော့လုံးလို့တော့မရတော့ဘူးဒါပေမဲ့သူ့ရဲ့ bargaining power ဘယ်ဘာမှကြံသေးလဲဆိုတော့ရွှေစေးမကြောင် ရွှေဈေးတက်ရွှေဈေးတက်တဲ့အခါကျတော့အရောင်အများစုကဈေးချမရောင်းခင်ဈေးချမရောင်းခင်ဘူးဒါလောလောဆယ်2025ရဲ့အဲဘာဂိန်းနီပါဝါအော်ဆပ်ပလိုင်ယာကို2025မြောက်တကုံဈေးကွက်နဲ့ရှင်းပြတာရှင်းပြတဲ့အခါအရင်လိုအားတော့ဟလာရောင်းမဲ့ပြောပြီးတော့ဈေးပြောင်းတာတော့ရောင်းမဲ့ပြောပြီးမှအရောင်ပိတ်တာတော့မလောက်ကြတော့ဘူးမလောက်ကြတော့ဘူးဘာဂိန်းနီပါဝါက2023လောက်တော့ အဟွာရောင်းတဲ့သူတွေမှာမကောင်းတော့ဘူးဒါပေမဲ့ဘာတစ်ခုပြန်ကြံနေလဲဆိုတော့ကုံစေးနှုံနေမကြတာရဲ့ရွှေစေးနှုံတက်တာရွှေစေးတက်တာအဲ့ဒါတွေကြောင့်မို့လို့အယောင်ရဲ့ဗကိန်းမီပါဝါကဈေးမချပေးကြတော့ရှိသေးတယ်ဈေးမချပေးတယ်ဈေးကြီးအမှန်တိုင်းပဲခေါ်ထားတယ်တချို့ဆိုရင်အမှန်ထက်များချင်းများပြီးတော့ခေါ်ကျင်သေးတယ်ဒါကအာဗကိန်းမီပါဝါ of supply ရ နော်ရောင်းတဲ့သူဘက်ကအချမ်းကိုပြောတာနောက်ဝယ်တဲ့သူဘက်ကအချမ်းဝယ်တဲ့သူဘက်ကအချမ်းဒီနေ့2024ကနေစပြီးတော့ဗာဂိမီပါဝါကဘိုင်ယာဘက်မှာပို့ပြီးတော့နော်ဘိုင်ယာဘက်မှာကတ်စတမာပေါ့ဘိုင်ယာဘက်မှာပို့ပြီးတော့ကြတော့ဘာဘာကိမီပါဝါကိုဘိုင်ယာပေါ့နော်အဲဒီဘိုင်ယာဘက်မှာပို့များသွားတယ်ဘာဖြစ်လို့လဲဆိုတော့အယောင်းတွေကဈေးခံထားတယ် ဈေးခံထားတဲ့ဈေးကိုတက်ထားတယ်ဟလာဝယ်လို့အမကောင်းသေးလို့ဒါအယောင်းနေရဈေးကိုအမှန်တော့ပဲခေါ်ပေးတာဝယ်လို့အနည်းနည်းကောင်းတာနဲ့အယောင်းနေရဈေးတွေကိုဟိုပေါ့နော်လုံးဝပါစက်ထဲရှိတဲ့ဈေးတွေပြောဖို့ရအစင်တင်မယ်အယောင်းနေရဲ့တဘောကအခုအဝဲကအရင်ကြီးမပါတော့မပါတဲ့အခါကျတော့သူတို့ခေါ်ချင်တိုင်းခေါ်မိရတဲ့အတွက်ပြောချင်တိုင်းပြောမိရတဲ့အတွက်တော့ဟိုပါပေါ့ဈေးတန်းအမြင့်ကြီးတွေနဲ့ဖွင့်တာ ရွှေစည်းကြောင်မလို့အမြင့်ကြီးတွေနဲ့ဖွင့်ထားကြတယ်။ဒါပေမဲ့2024မှာလည်းတော့ဘာကင်းဒီပါဝါပေါ့နော်ဈေးစစ်တဲ့ပါဝါမှာအဝယ်ကပြန်သာသွားတယ်။နော်2023တခုထဲမှာပဲအဝယ်ကဘာကင်းဒီပါဝါအာကျခဲ့တာ။နော်အာအခုကြတော့ oh sorry 2023မှာပဲနော်ဟုတ်တယ်။2023တခုထဲမှာပဲတခုထဲမှာပဲ2000နံခရက်တိကြာ အကြောင်းကအကြောင်းကဟောအကြောင်းကဘာဖြစ်သွားတာပေါ့နော်အကြောင်းကအပေါ်ရောက်သွားတာပေါ့အကြောင်းကတချို့တွေအကြောင်းပိတ်ကြတာအကြောင်းကအပေါ်ရောက်သွားတာ2023မှာ2024 2025မှာတော့2024တစ်နှစ်လုံးနော်2024တစ်နှစ်လုံးခု2025လက်ရှိဧပြီလပေါ့နော်ဒီအချိန်နေမှာတော့အာဘသူပဲအပေါ်ရှိနေလဲဆိုတော့အဝေရပဲပေါ်ပါရှိနေတယ် အဝဲအပဲပေါ်ွားရှိနေတဲ့အခါမှာအဝဲတွေကเนาะအဝဲတွေကရှိတယ်เนาะအာဈေးွက်ထဲမှာတော့အဝဲကရှိတော့ရှိတယ်ဆိုပေမဲ့အဝဲက3ချိုးတချို့လောက်ပဲကျန်တော့တယ်ဘလို့3ချိုးတချို့လဲဆိုတော့အရင်တော့ကဈေးွက်ထဲမှာအုပ်စု3ခုရှိတယ်ဝဲရောင်းအုပ်စုရယ်နောက်နောက်ပြီးတော့ကျတော့ဟိုဟာဝေးတွေဘန်းမှာမထားရဲလို့เนาะဝေးတွေဘန်းမှာမထားရဲလို့မနေမနေပဲနဲ့ ဝယ်ဥပေါ့နော်ဝယ်ပြီးတော့တိမ့်ထားမယ်ဆိုတဲ့အုပ်စုရဲ့နောက်နေသမားအုပ်စုရဲ့ဆိုပြီးတော့အင်ချမ်းမြေမှာ၃အုပ်စုရှိတယ်။နောက်အရင်ကနော်ဒီ2023ထိကအဲ့၃အုပ်စုရှိတယ်။2023 2000နှစ်ကရဲ့မတိုင်ခင်ထိက2021ကနေ2023ထိအဲ့၃အုပ်စုရှိတယ်အင်ချမ်းမြေမှာ။အခုအင်ချမ်းမြေလက်ရှိဈေးကွက်ထဲမှာကြတော့နေတဲ့အုပ်စုတစ်ခုပဲကျန်တော့တယ်။ဝယ်ရအုပ်စုရှိပါဘူး။ ဝယ်ရအောင်ဆုံးရှိတော့ဘူးနောက်ပြီးတော့အာကြာတော့ဒီအဝါရှိတော့ဒီဝယ်ပြီးတော့တင်းကျင်တယ်ငွေတွေဘာမှအာစိတ်မချလို့ဟလာဒီတန်ကြီးကြီးတဲ့အင်ချမ်းကြီးတခါတည်းဝယ်ထားလိုက်ခြင်းနဲ့ဆိုတဲ့ဟာလေမရှိတော့မရှိတော့ဈေးကွက်ကတုံချိုးနှစ်ချိုးရော့သွားတယ်နှစ်ချိုးရော့သွားတယ်တစ်ချိုးကျန်အဲ့တော့ရက်တော့ရက်မသွားဘူးဒါပေမဲ့လို့ဘာကိန်းကြီးပါဝါမြင့်သွားတာကြတော့အဝယ်ဘက်ကမြင့်သွားတယ် အယောင်းတွေကအယောင်းတွေကမြဲနေမဲ့အယောင်းအစ်တစ်ခုတိုးလာရင်တော်တော်နဲ့မထွက်တော့တော်တော်နဲ့မထွက်တော့အဲ့တော့လက်ရှိအဲဘာဂိန်းနီပါဝါ or supplier နဲ့ဘာဂိန်းနီပါဝါ or buyer ပေါ့နော်သူကတော့ customer လို့ပြောတယ်ကိုကျမတို့ကတော့ intern မြင်းနဲ့ဆက်ပြောတာဆိုတော့ဘာဂိန်းနီပါဝါ or buyer ပေါ့ supplier ကတော့အယောင်းနဲ့သူပေါ့နော်အာ buyer ကတော့ဝယ်ဝယ်တဲ့ intern မြင်းဝယ်တဲ့သူပေါ့ အဲဆိုတော့အဲ့လိုမျိုးပြောလိုက်တော့အဲ့လိုပြောလိုက်တော့အခုလက်ရှိအနေထားရာဘာကိန်းဒီပါဝါကဝယ်တဲ့သူဘက်မှာမြင်ရောင်းတဲ့သူဘက်မှာနေအပြောချင်တာကရောင်းတဲ့သူတွေဈေးတင်လို့မရဘူးလို့ပြောချင်တာဘာဖြစ်လို့လဲဈေးကွက်ထဲမှာဒမန်းကအဝယ်ရဲ့ဒမန်းကမရှိတော့လို့မရှိသလောက်နီနီပဲเนาะအဝယ်ရဲ့ဒမန်းကမရှိသလောက်နီနီကျသွားတယ်နေမဲ့သူတွေတော့လာတယ် အဲကြီးတဲ့သူတွေကတော့အများတန်းရှိတယ်ကြီးတဲ့သူတွေကတော့ဟာဈေးတက်တာလဲဆိုလာကြည့်ကြတယ်နော်သူ့အည်သွေးလေးနဲ့အဲသူ့အည်သွေးလေးနဲ့သူ့ဈေးလေးနဲ့တန်းနေတယ်ဆိုရင်လာကြည့်ကြတယ်ဈေးမတန်ရင်လာမကြည့်ကြတော့အဲ့တော့ဒီကနေပြီးတော့ပေါ့နော်ဒီမှာဒီရောင်းတဲ့သူတွေကိုလက်ရှိ2025မှာကိုယ့်ရဲ့အိမ်ချမ်းကြီးရောင်းထွက်ခြင်းလဲဆိုရင်အကြံပေးချင်တာက အကြံပေးချင်တာကဥပမာကိုယ့်ရဲ့အိမ်ချမ်းမြေကပေါ့နော်ကိုယ့်ရဲ့အိမ်ချမ်းမြေကကိုယ့်ရဲ့လမ်းထဲမှာတယောက်ယောက်ကကိုယ်နဲ့အရင်သွေးတူတဲ့နေရာလေးကိုတယောက်ယောက်ကဥပမာပေါ့နော်9000ရောင်းထွက်သွားရင်ကိုယ့်ရဲ့ခေါ်စည်းကို9000ပဲခေါ်နည်းနည်းလျှော့ရနော်ဟောနည်းနည်းဆိုတာဘယ်လောက်ထိပြောတာလဲဆိုတော့3000သူများ3000ရောက်တဲ့ဟုတ်စားကိုကိုက9000ပဲခေါ်ပြီးတော့ 4900 4800လောက်ရောက်အဲ့ဒါမှရောင်းသွင်းပါအဲ့လိုမျိုးနည်းနဲ့ရောင်းရောင်းမှရောင်းသွင်းမှာသူများ9000ရာလို့9000ရအောင်စောင့်ရောင်းမယ်ဆိုလွယ်ဘူးမလွယ်ဘူးလို့ပြောတာเนาะဟိုတစ်လုံးတစ်လေတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ခုဟာကအရောင်းနေရဘလို့လဲဆိုတော့အကုန်ရကျင်တာဈေးကသူများ9000ဆိုရင်ကိုက9500လောက်ရချင်အဲ့ဒါကြောင့်ရောင်းနေရောင်းထွက်ကြတာအရောင်းနေက နော်ဒီဒီကျမတို့ဒီအချမ်းကြီးအကျိုးဆောင်ဆိုတာဂျားလေးကနေနော်ဂျားလေးကနေပြီးတော့ကျွန်တော်အော်လုပ်ရတာအအရောင်းနေရဈေးကိုပစ္စည်းတော့ကောင်းပါတယ်ဈေးကြီးကလည်းမတရားတွေခေါ်ထားရင်နော်မတရားတွေခေါ်ထားရင်ဒီအချမ်းကြီးအကျိုးဆောင်နေမှာလည်းအလုပ်ဖြစ်မှာမဟုတ်ဘူးနော်ရောင်းတဲ့သူနဲ့အကျိုးဆောင်နဲ့ပူပေါင်းမှာရောင်းတဲ့သူနဲ့အကျိုးဆောင်နဲ့ပူပေါင်းမှာနော်အဲ့လိုမျိုးမှာ အင်တာနက်မမြန်ရအောင်ထွက်တာဘလို့ကူပေါင်းတာတော့လူကြည့်ကူပေါင်းလို့မရအောင်နော်လူကြည့်ကူပေါင်းလို့မရအောင်ဟုတ်လားဒီအဝဲကြိုက်စိမ့်မဲ့အချက်လက်လေးတွေရောင်းနေတူပါပြင်ပေးမှာသူတပြင်းဈေးနှုန်းပေါ့နော်ဈေးနှုန်းလေးတွေပြင်ပေးမှာရောင်းထွက်မှာဈေးနှုန်းပြင်မပေးရင်ရောင်းထွက်နိုင်ရောင်းထွက်နိုင်ဈေးတွေတအားခေါ်ထားရင်ဟလာထံကုန်၄00လောက်ပေါက်တဲ့နေရာမှာ၄900လောက်ခေါ်တာဒီလုံးမရောင်းထွက်နိုင် ဘယ်လိုမှရောက်မထွက်နိုင်ဘူးလားเนาะအဲ့ဒါမျိုးတွေပေါ့အာဆိုတော့လောလောဆယ်ခု2025ကလည်းခုလက်ရှိ April လတိ January မှာတော့အယောင်းဝယ်ဟော့သွားသေးတယ် January မှာအယောင်းဝယ်ဟော့သွားသေးတယ်ဒါပေမဲ့ February မှာနဲ့ March မှာအယောင်းဝယ်ကပြန်ပြီးတော့အေးသွားတာနောက် February နဲ့ March မှာအဲ့တော့ဟလာအင်တာမီယံရောင်းကျင်နေဆိုရင်အဓိကကခေါ်စည်းလာဖို့ပဲ နခေါ်စည်းလာမှာအဝယ်လာမှာအဝယ်လာတော့ကြတော့မှာအဝယ်လာတော့မှာကျမတို့ဈေးကညှိလို့ရတာအဝယ်မလာနိုင်တဲ့ဈေးနဲ့ခေါ်စည်းဖွင့်ထားပြီးတော့အဝယ်ခေါ်ခဲ့အဝယ်ခေါ်ခဲ့လို့ပြောတာလေဟိုအမားရဲ့ကျိုးဆောင်တွေရဲ့အလုပ်ကိုနားမလည်လို့ဈေးတွေမတရားခေါ်ထားပြီးတော့အဝယ်ခေါ်ခဲ့အဝယ်ခေါ်ခဲ့အဝယ်ခေါ်တော့ညှိမှာပေါ့ညှိမှာပေါ့ဟာအဝယ်ကိုပါအောင်ခေါ်မပေးတဲ့ဈေးတွေတချို့တွေလောကကြမကောင်းတဲ့ဈေးတွေဖွင့်ထားတယ် လောကကြမကောင်းတဲ့ဈေးတွေဖွင့်ထားပြီးတော့အဝယ်ခေါ်ခဲ့အဝယ်ခေါ်ခဲ့ဒီဈေးအလောကကြမကောင်းတာတချို့ဆို3000လောက်တောင်ဖြစ်ဈေးကိုတကယ်ဖြစ်ရမယ့်ဈေးတစ်3000လောက်တောင်ဖြစ်အလောက်ကြီးများလည်းမများဘူးလက်စတောင်မကောင်းနော်အဲ့လိုဈေးနဲ့ဖွင့်ထားပြီးတော့အဝယ်ခေါ်ခဲ့အဝယ်ခေါ်ခဲ့တယ်နော်အဝယ်ခေါ်ခဲ့အဝယ်ခေါ်ခဲ့တယ်အဲ့လိုမျိုးနော်အာဆိုတော့ကြတော့ဟိုပါပေါ့အခုလက်ရှိ2000 လက်ရှိ2025မှာရောင်းချင်ရင်2025မှာရောင်းချင်ရင်ပေါင်စည်းတဲ့နည်းနည်းလေးလျှော့ခေါ်သူများ9000ရရင်ကိုစည်းကို9000ပဲခေါ်9000ရရင်9000ပဲခေါ်ကိုက49 48လောက်ရအောင်အဲ့လိုရောင်းမှရောင်းတော့မှာနော်49 48လောက်ရအောင်နောက်ပြီးတော့ကြတော့ဒီဟိုပါပေါ့မရောင်းမဲနဲ့ဈေးတွေလိုက်လိုက်မမေးနဲ့ပေါ့နော်မရောင်းမဲနဲ့ cô bà ta sống nam bỏ mà giáo nhận thì cô bà ta sống nam bỏ lấy một mà cô bà ta cô cái khẩn này làm bị hấp đó là mà giáo lấy mà giáo mà nên lan làm bị mà bị cha nữa giáo bù làm một bên giáo bù làm một bên này lùi ra đi lấy một mà cho bao nhiêu này giờ để về về xuống rồi chờ giáo bù làm một bên này lan làm cha lão đàn đồng lão đàn đồng bị chết rồi à làm nó bị rồi lẽ cái chỗ chờ đó mà lùi đi lẽ xuống ဈေးကိုလှမ်းမိတယ်ပြီးတော့ပြီးတော့မအပ်ဘူးပြီးတော့တခြားလူစီမှာအပ်တယ်ဈေးကိုလှမ်းမိတော့သူ့ဖွင့်တဲ့ဈေးကညာညာနဲ့ညာနေတယ်လို့ဈေးပါလို့ဆိုတော့ဆိုတော့ကျတော့ဟောမလို့ပြီးတော့ကျတော့အဈေးပြင်ပြီးတော့တခြားမှာသွားအပ်တယ်မျိုးမျိုးပေါ့နော်သူတွေကတော့အဲ့လိုမျိုးကြီးဆိုတော့ မရောမဲနဲ့အစည်းတွေမမင်းနဲ့ရောမဲဆိုမှစင်းတယ်ရောမဲဆိုရင်တောင်မှပဲတကယ်ကြတော့ဈေးကဈေးကိုသူများဖွင့်ပေးတာမကောင်းကိုဘာသာကိုဖွင့်တာကောင်းဒါဆိုကိုပစ္စည်းကိုသူများဈေးကသူများကကိုမှန်းတဲ့ဈေးမပြော ကိုလည်းကြိုက်မှာပေါ့ကိုလည်းကြိုက်မှာမဟုတ်တဲ့တူတူဘာလို့သူများဈေးဖွင့်ခိုင်းမှာကိုဘာသာဖွင့်မှာဟုတ်တယ်မလားနော်အဲ့တော့ဈေးကိုကိုဘာသာကိုပဲဖွင့် ဈေးကိုကိုယ့်ဘာသာကိုဝင်နိုင်အောင်လုပ်။တော့ရောင်းလည်းမရောင်းမဲနဲ့ဈေးတည်ခြင်းုံလေးနဲ့အကျိုးဆောင်တွေကိုပုံဆက်ဆက်ပြီးမမေးနဲ့။အကျိုးဆောင်တွေကပုံဆက်ပြီးတော့မေးရင်သူတို့ပြောတဲ့ဈေးနဲ့ရောင်းစေချင်တာဒါတပါးပါ။အဲ့သူတို့ပြောတဲ့ဈေးနဲ့လဲကိုကရောင်းဖို့မကျင်းသေးပဲနဲ့မမေးနဲ့တော့အကျိုးဆောင်တဲ့အကျိုးဆောင်အတွက်စိတ်စိတ်တတိကအောက်ဖြစ်တာလွယ်ပြီးသားမှရှိ နော်အဲ့လိုမျိုးပေါ့ဈေးကိုကိုယ့်ဘာသာကိုဈေးကွက်ကိုကိုယ့်ဘာသာကိုစုံစမ်းလို့ရတယ်ကိုယ့်မှာလည်း Facebook ရှိတယ်အကုန်လုံးက Facebook နဲ့လုပ်နေကြတာပဲကိုယ့်မှာလည်း Facebook ရှိတယ်ကိုယ့်ဘာသာကိုစုံစမ်းလို့ရတယ်နောက်မရောရရရောင်ရရကိုယ့်ဖွင့်နေတဲ့ဈေးဖွင့်လို့ရတယ်နှစ်စဈေးကိုနှစ်စဖြစ်နေနေသုံးစဖြစ်နေနေကိုယ့်ဖွင့်နေတဲ့ဈေးကိုဖွင့်လို့ရတယ်နော် အဲ့တော့ဒါလေးကတော့ဒီဗီဒီယိုလေးကတော့ quarter five process လေးနဲ့အင်ချမ်းကြီးလေးနဲ့ကိုတွဲပြီးတော့ကျတော့ analysis လုပ်ပြလိုက်တာပါအားလုံးပဲအကျိုးရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုအကျိုးရှိတာတွေကိုထပ်ပြောပြပေးအောင်မလို့စောင့်ပြီးတော့ကြည့်ပြချက်ပါအောင်ရှင်းစောင့်ကြည့်ပေးတာကျေးဇူးများကြီးတင်ပါတယ်ရှင်